နေစာဆိုတာသိလားဒီမှာဒါကြီးကမေးရဘုရားမြတ်မှာဖြစ်နေလို့ဒီမှာပြောတယ်မှတ်ထားကြတယ်အဲ့ဒီအနေစာကြောင့်မင်းကိုရင်းလေးစာတန်သာကိုရင်းမူလထန်းကိုရင်းသွားမိပြီသိတယ်ဟုတ်တော့အပါဝါထေတာအနေစာဖြစ်ပြီးတော့မရှိတော့လို့အနေစာ ဖုံးကြီးဘိုးဆရာလည်းအဲ့ဒါသုံးတယ်တော်လှတယ်ဖုံးကြီးกว่าဟုတ်တယ်စားစားတတ်တဲ့လူဘယ်တော့မှကိုယ့်ကိုယ်ကိုပရိယတ်ပฏิပတ်တိနဲ့ကင်းရမလို့မကင်းတော့ဘူးဆရာဒီမှာစားမပါဘူးပရိယတ်တိပฏิပတ်တိဆိုပညာတိကလာတာဟာဆိုတော့အဲ့ဒါအဲ့ဒီတော့အဲ့လိုပြောတော့ဒီမှာတို့ဆိုတာတော့ပရိယတ်တိဓမ္မတွေကိုအသင်ပေးတယ်ပฏิပတ်တိနဲ့သူတို့ဟာအသိဉာဏ်ရှိတာလေးတင်မှာလောက်အောင်နေလေပေါ့နော်အဲ့လိုပေါ့အဲ့လိုဒီလိုကလည်းဒီဆရာတော်ကြီးတွေအဆုံးမတွေညာဆိုတော့ လုံးဝမလုံနိုင်သေးနိုင်အောင်တတ်နိုင်ဆုံးတော့ယူရိုမကင်းအောင်နေရတာပေါ့ဗျာဟိုနွားကြောင်းသားနဲ့အာနွားနုတောက်တာအဲ့ဒါလည်းရှိပါသေးတယ်အဲ့ဒါကြောင့်အဲ့ဒါတွေကတော့ဒီမှာလူတွေအအပြည့်ပြောသူတော့ဖြစ်ပါဦးဗျာပြောပြပါတော့တိုင်းပါလည်းထဲ့ပါတော့နော်မမုံရရအကုန်ထဲ့ပါမမွဲစားတယ်ဒီမှာအဲ့ဒါဟိုနည်းနည်းလေးအမြင်ချင်းတဲ့ ်ပရိပတ်ဒီသမားတွေပေါ့ဒိဋ္ဌာဒိဋ္ဌာဆရာလေးတွေပဲပြောပါတင်မာပြောတာတင်မာစာသင်သားစာသင်သားဆောင်နားကြောင်းသားဩတင်မာတင်မာတင်မာနားကြောင်းသားဆောင်နားဖက်ကြောင်းသားနားလို့ရတာမခံလိုက်ရဘူးတင်မာနားလို့ရတာခံစားရတော့ပရိပတ်ဒီသမားကိုယ်တိုင်ကျင့်ပါပေါ့နော်တင်မာအဲတို့ဒိဋ္ဌာဒီသမားတွေအဆင်မရှိဘူးပါညာဒီလိုမျိုးပြောကြတယ်တင်မာတကယ်တော့ကဒီလိုငငယ်ကလေးအဲ့လိုမျိုးကြားလာတော့ဒီလိုခံစားချက်ရှိတယ်တင်မာပြီနောက်မျိုးဒီပြီးတော့စာသင်သားတစ်ခုရောက်တော့တင်မာ အော်ဒါပြီးပါဗျာဆိုရင်ဒီမှာပြီးတော့ဖာဒနာတွေကိုပရိယတ်တွေနဲ့ပတ်သက်ပြီးတော့အားပေးတာပေါ့နော်ဒီမှာဒီမှာကိုယ်စနုအားကြိုးကြားလိုက်မယ်အာဆာဖာဒနာဆိုတော့နှောင်းကြောင်းသားတွေဒီမှာဘာနှောင်းတို့ရတာမှနှောင်းတို့ရရတာကိုခံစားရဘူးရောလေဒါကဟောအဲ့လိုပြောလိုက်မယ်အဲ့ဒီစကားအသွားထင်ပြီးတော့ပရိယတ်တွေကိုဆောက်မပြကြနဲ့ဩကောင်းလိုက်တာပရိယတ်တွေမှာတကယ်တာလာရဲ့အနည်းဒီမှာဗျာဒီမှာဒီလို တမောထကတာဆိုဗိဓမာခုနှစ်ကျမ်းရဲ့ဒုတိယကျမ်းတမောထကတာဒုတိယကျမ်းဝိဘင်းကိုဖွင့်တဲ့အထာကတမောဟဝီနောတဲ့ဩတမောဟဝီနောထကတာလို့ပြောတယ်အဲ့ဒီမှာတော့ဆရာဆရာကြီးကပြောတယ်ဆိုတော့ပရိယတ်တိဆောင်တဲ့ပုံကိုယ်ကြီးဟာဝဆင်းရဲကမလွတ်ပါဘူးလို့ပြောရင်တမအဲ့လိုပြောတဲ့ပုံကဖျားရှင်ရဲ့အာနာတော်ကိုပုတ်ခတ်တာတမပါဗျာ လောက်ပြောဆရာတော့ပါတယ်ပရိယတိဆောင်းနေတဲ့ပုံကိုယ်တွေရပါတယ်ဟိုဆင်းရဲကမလွတ်နိုင်ဘူးလို့အဲ့လိုပြောမိမယ်ဆိုရင်အဲ့ဒါဘုရားရှင်ရဲ့သာသနာကိုအာနာတော်ကိုကောဇီနဆက်ကေပါရန်တိတိနာမဘုရားရှင်ရဲ့အာနာဆက်ကိုပုတ်ခတ်တာပဲကောင်းတာတော်အဲ့ဒါလည်းမကောက်တော့ဆရာအဲ့ဒီအထက်ကဆရာဘလောက်ထိမှားလဲဆိုတော့အိမိနာသမောမဟာသောရနာမနတိအဲ့ဒီလိုပြောတဲ့ပုံကိုယ်နဲ့ဓာတ်တို့နှိုင်းစရာ မာဆိုတော့သခိုးကြီးသခိုးသခိုးကြီးဆိုမရှိဘူးတင်လာတင်လာဆိုတော့ဟာတာမလားစာတပိတတိဘယ်လိုပြောတဲ့ပုဂ္ဂိုလ်ဟာတာမလားတပုံပဲဩပရိယတိဆံတော့ပုဂ္ဂိုလ်ဟာပရိယပရိယတိသာသနာပရိယတိကိုဆောင်နေတဲ့ပုဂ္ဂိုလ်ဟာဝဆင်းရဲကမလွတ်ဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ဟာတာမလားတပုံဩအဲ့တော့ဒီတော့ဟောတာပြီးအဥစ္စာအလားလေးမှတ်ထားရတယ်ဘယ်တော့မှပရိယတိကိုသွားပြောအဲ့လိုကြားပြီးတော့ဟုတ်သွားမှာစွန့်ညာနေတယ်ဒီမှာလူပုဂ္ဂိုလ်တွေကလည်းအသိဉာဏ်မပြည့်တဲ့ပုဂ္ဂိုလ်တွေကပြောတာဒီမှ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 ာဒီလိုပရိယတိသမားတွေ အတက်ဆရာဒီမှန်တယ်ဘုန်းဆရာတော်ဖျားကြီးကတော့အဲ့လိုဟောရတဲ့မှာဘုန်းကြီးလည်းညက်ပြောရည်လည်းရှိတယ်တော်လူစီကျင်လို့ပေါ့သူကရင်းနဲ့ဆရာညဝတအားချခဲ့တယ်ဒီနောက်ဆုံးတော့သူကဆွန့်လိုက်တယ်သူဆွန့်ပြီးတော့မှသူကခစ်ကလည်းဘုန်းစစ်ဖြစ်တာဟုတ်ပါဘူးဒုတိယကဘာစစ်ဖြစ်တော့သူကဥမာတော့နင်းနဲ့ဒီတရားလုတ်ခဲ့တော့စာနဲ့သူကကြိုက်လာခဲ့တော့စာဟုတ်ပေစကားမပြောခဲ့ဘူးအဲ့ဒါမဲ့ခုနကလိုပါမီမလိုဘူးဟဲ့ဆိုစကလုံးကြီးကြတော့ ဲ့လားကအဟောပေါ့နော်ဆရာတော်ကြီးကတော့ဟိုပါဝါကားတွေကိုနည်းနည်းနောက်ကနေတိုက်တွန်းပေးတဲ့သဘောမျိုးမျိုးမလို့ပါစိတ်တက်မကြအောင်ဒီမှာစိတ်တက်ကိုမြင့်ပေးတဲ့သဘောမျိုးပါပဲမှန်ပါဗျာနော်ဘယ်လိုလုပ်ရနိုင်လဲဟုတ်တယ်လူရကဘုံကအရှုံးပေးဖြစ်တာပရိယတိဟိုစာပိနေတော်မြဲဆိုရင်တော့ဒါမှားတယ်လို့ဖြစ်ပြီလေဒါဆရာတော်ကြီးကရည်ဝဲချက်ကိုကြည့်ရအောင် တင်ပါတယ်နော်ဆရာကြီးကဘာကြီးပဲကျက်တဲ့ဒီစကားကိုပြောတယ်ပရိယတ်တိကိုပဲခြင်းတို့လားတင်ပါမသူရဲ့တာဝကတွေကိုတရားကိုဆက်သိမ့်မမလုံးစေခြင်းတို့လားကောင်းအမြင်တော်လာပါလေဟုတ်ပါပါဆရာတော်ဖေကြီးကအချားကွေဒီမှာကြအဲ့လိုမဟုတ်ဘူးတပည့်တော်တို့ကခဲ့ဟောအာငါပါရိမီမာတော့ပါဘူးကအဖေတော်ကဒီလိုမျိုးတွေအများကြီးလေကျမပါရိမီမာတော့နောက်ပါစီကွာတော့ရမှာမဟုတ်ပါဘူးနောက်မှလောက်တော့မယ်ဒါမျိုးကိုတွေကအများကြီးအဲ့လိုရှောက်မှာဆိုဆရာတော်ကြီးရဲ့ဒီရွက်ချက်နဲ့ကျမဒီစကားကို ပေါင်းလိုက်တာကတော့ဒီမျိုးတော့အဲ့လိုပဲသုံးတတ်ပါတယ်ပြန်မှုစာရည်ရွယ်ချက်အမှန်ကတော့ဆရာကြီးပဲသိမှာပေါ့နော်အဲ့လိုအဲ့လိုသုံးတတ်လိုက်တဲ့အတွက်အဲ့လိုသုံးတတ်လိုက်တဲ့အတွက်ဦးစနေမလာဦးရလည်းမနေနာဘူးလေဒါပေါ့ဗျာဟုတ်လားအဲ့ဒါမကောင်းဘူးလားကောင်းတာဗျာဘုမိုးရဲ့သုံးတတ်ချက်တွေရောဒီကနေ့ဘာပြောဖို့ကအခုကြာတော့ကဲပရိပတ်တိဟလားလာကြတယ်သံတပ်ပြီးမှပရိပတ်တိကြီးများလာတယ်ခုနလိုပေါ့ဘုမိုးကစွန်းစွန်းကစလိုက်ရတော့ပေါ့ စွန်းလုံးပြီးတော့ကြာတဲ့ငူတဲ့ငူပြီးတော့အခုနောက်ပိုင်းတွေတော့ထပ်ဖြစ်လာပြီးအခုဆိုရင်လည်းဘုံဘုံဝီရိယဖြစ်တဲ့အခြေအနေအထိဖြစ်လာကြတယ်။စပီးအားနဲ့ဟိုမိကြလည်းတိုင်းကြတယ်။ဒီကကလူတွေကဒီမှာဘာလဲအသိဉာဏ်နဲ့လာတာကြီးပါတာပေါ့နော်။ဘာလဲအသိဉာဏ်နဲ့လာတယ်။ဟောသူတို့ပြောချင်တာကလော်လော်ကူနဲ့တရားလို့ရမယ်။ဟာတရားတဲ့ဗနရတဲ့ဘာဖြစ်မယ်ဆိုတော့ လူသွားတော့အလကားညာရင်ကိုလူရင်းနေကြတာဒါမျိုးတွေနဲ့ပါသွားတဲ့ထင်ပါလားအဓိကကဒီလိုတို့ဒီထားရမှာကဒီလိုတော့ရဦးဆုံးရောဘုံကြီးမှန်တယ်များအကုန်လုံးဟာဖះရှင်ရဲ့တပည့်ဒါမို့ဗျာဖះရှင်ရဲ့နေလာနေသွားရမှာလေဖះရှင်ရဲ့နေလာနေမသွားခြင်းဖះရှင်ရဲ့တပည့်လုံးကနာမည်မခံနဲ့ဒီမှာဗျာဟုတ်တယ်ဟုတ်တယ်မှန်တာဗျာအဲ့ဒီတော့ဖះရှင်ရဲ့တပည့်တွေဖြစ်တဲ့အတွက်ဖះရှင်ရဲ့စကားနဲ့စမ်းကြည့်ရင်တော့ဒါဒီဟာဖះစကားမဟုတ်ဒီမှာဒီမှာဒါအမှန်မဟုတ်ဘူးလို့ ဗုဒ္ဓဘာသာတခြားဘာသာရတာမပြောလို့ဗုဒ္ဓဘာသာရတာအမှန်မဟုတ်ဘူးမှန်ပါဘူးဗုဒ္ဓဘာသာလို့နာမည်ခါထားရင်ဘုရားစကားနဲ့ဆန့်ကျင်လို့ညောင်မရောဒါပဲအခုသူတို့ဆိုပေရန်ဘုရားပေရန်နဲ့ညည်ရမယ်အဲ့လိုသူတို့သူတို့ဘုရားပေရန်ဆိုတာကလည်းခုကြပိဋကတော်ရှိလာ ਉ ပိဋကနဲ့ညည်ရပါလေပိဋကပိဋကနဲ့မညည်ဘူးဆိုကျင့်စဉ်မှာရောမလုပ်နဲ့တင်မာတင်မာပိဋကတော်နဲ့မညည်တဲ့ကျင့်စဉ်ကဘုရားကျင့်စဉ်မဟုတ်ဘူးမဟုတ်တော့တင်မာတင်မာရှင်းတော့အဲ့လိုပဲသုံးအလွယ်ဆုံးသုံးတတ်နေပါတော့မှန်ပါဗျာအဲ့ဒါဒီယူဝါဒကမှန်လားမမှန်လားလို့သိချင် ပိဋကသုံးဖို့နဲ့ညီသလားပဲကြည်လားပိဋကသုံးဖို့နဲ့ညီရင်တလားမှာမညီဘူးဆိုရင်အာဒါဘုရားကလမ်းစဉ်မဟုတ်ဘူးလို့ဒီလိုခန္ဓာတွေ့ဆိုတာစာတွေ့နဲ့ကပ်နာတက်တော့တကယ်တော့စာတွေ့ဆိုတဲ့သဘောကြီးဟာဒီခန္ဓာတွေ့ကိုထောက်ဖို့အတွက်တကယ်ရှိနေတဲ့စာနာတွေ့ဟာဘုရားတို့ဘာလို့မှားလဲစာတွေ့နဲ့တော့စာနဲ့တော့ညီရမယ်အဲ့လိုညီရမှာလေပိဋကသုံးဖို့ညီရမှာသူ့အလိုရတယ်ဟုတ်လားဒီလိုတော့မုဂုတ်ဆရာတော်ဖျားကြီးရဲ့တာဝကဖြစ်တယ်မုဂုတ်ဆရာတော် ဆရာတော်ဖျားကြီးကအမြဲတမ်းပါဠိမလွတ်ဖဲဟောခဲ့တာဒီပါအခုနလူအခုဝိနည်းဆရာလုတော်လဲဒါကြောင့်ဒါရောဆရာတော်ဖျားကြီးကိုဆုံးဖြတ်ခဲ့တာပဲဟုတ်ပါအာရမလုံးဝမကြုံညာခဲ့တယ်လို့ဒီလူအပ်တာနေပြင်ဆိုဟုတ်မားတာပဲလေဘုံဘုံအော်ငါတော့တရားမားဘုံတရားမားမဟုတ်တာတရားမားမဟုတ်တာလူသားတယောက်ပဲလေလူသားတယောက်ကဟောကြတာစကားမှာအမှတ်တမဲ့ပြောမိတာလေပါမှာပေါ့ဟုတ်အဲ့တော့အထူးသဖြင့်မိုးဆရာတော်ကြီးတရားတွေကလည်းဂွေတွေကနေ တိုးဝေကနေလာပြီးတော့ရေးရတာတော်တော်လေအဲ့မှာနေပါရှိမှာပေါ့ဘုံဘုံအဲ့ဒါပြောဘူးလားမသိဘူးသူတော်ဥစ္စာနိုင်ဥစ္စာဘုံမှာခုနှစ်နေ့ကြာမှပေါ်လာတဲ့မင်းတို့စာအားဆိုတာဘုံကကြားဘူးလားအဲ့ဒါတိတိမထားဘူးဟိုမုန်းကစပရိတ်ဝင်နေစာအဲ့ဒါပါတယ်လေအဲ့အဲ့ဒါဟိုရိုက်တဲ့စာခုနှစ်နေ့ကြာမှမင်းတို့စာပေါ်လာတာဖြစ်သွားတာခုနှစ်နေ့ဆိုတဲ့မဟုတ်စီရော်ပြာကြီးကခေါ်တဲ့အတန်ကိုနားနဲ့လူကနားပြီးခုနှစ်နှစ်လို့ရေးလိုက်တော့ မြတ်စွာဘုရားပြိဋိဘံပြီပြီခုနှစ်နှစ်ပေါ်ခုနှစ်ရက်ကြာမှဒါဒီလုကြမှာဟိုကောင်ဟိုဘလိုဟိုတော်တဲ့ကြီးရောပြောကုန်ပြီဟေးတို့ပြန်ပြီးတော့တဏှာရနာတင်ညမယ်ဆိုတဲ့ဟာလေးပေါ့ဘုံဒါအဲ့ဒါလေးအဲ့တော့ခုနှစ်နှစ်ကြာတော့စာရိုက်တော့စာခုနှစ်နှစ်ဆိုတော့အတန်နဲ့ကြာခုနှစ်နှစ်ဖြစ်သွားတော့လုံးလုံးကြီးလွဲသွားတယ်ဒါမှမဟုတ်တပည့်တော်ကတောင်းကလည်းမှန်လို့ဆရာတော်ဖြာကြီးကဘယ်တော့တောင်းလွဲရမလားဆိုသူရေးတော့ခုနှစ်ရက်က မဟုတ်တဲ့အတွက်ခုနှစ်နှစ်ကြီးတောင်ဖြစ်နေတယ်ဆိုတော့ဒါလုံးလုံးကိုစัญญမဖြစ်တယ်တကယ်တော့အတန်အတွက်နဲ့စာနေလွဲပါခုနှစ်နှစ်ကိုခုနှစ်နှစ်လို့ရတယ်ခုနှစ်နှစ်အဲ့ဒီကားလေးပေါ့ဆိုတော့ဒါလည်းဘုံကုနာတောနာတွေမှာပါတယ်အဲ့မှာအာရမအနေနဲ့အတော့လုတ်မယ်ဆရာတော်ကြီးအတိတယ်ဒါလောက်တော့အတန်နောက်ရောက်ဘုံစာရီကလည်းအရင်တော့ကစာစီရဲလူတွေကပါဠိတော်တတ်တဲ့ကောင်မျိုးမဟုတ်ဘူးလေအဲ့တော့လွဲပုံတော့ ။ကောင်းပြီမိတို့ပဲဆိုကြောင်းပြီ။ဘုံဘုံပြောပြလိုက်တော့ဟုတ်ပါတယ်။ဒီကနေ့တာနာမှာအဲအခုမာစီဆွန်လန်တဲငူမဟုတ်စသဖြင့်ပေါ့။အချာအချာတော့ကိုယ်ကလည်းအများကြီးပဲ။အဲ့ဒါကြီးကတော့စာပီနဲ့မလွတ်ဖို့တော့အထူးလိုတာပေါ့။အဲ့တော့ဘုံဘုံအနေနဲ့ကြလေအဲအခုလူတိတိကလည်းဖြစ်သွားပြီဆိုတော့ဘုံဘုံရဲ့ဘုံဘုံနေ့စဉ်အချိန်မျိုးဘလို့အသုံးချပါလဲခင်ဗျာ။ဘလို့အသုံးချရလဲဆိုတော့ ဟုတ်ကဲ့ပြောရတယ်ဒါပဲရှိမှာလားမသိဘူး။ပြောမှာငါတော့ဟိုဖျားရှိခိုးတော့မနေ့တစ်ချိန်ညတစ်ချိန်ပေါ့နော်။တင်ပါပြီ။